ဒီနေ့ကျွန်တော်တို့ဆွေးနွေးမယ့်အကြောင်းအရာကလေနည်းနည်းလေးအတွေးပွားဆရာပဟေလီတခုလိုပဲလူသားလေးကိုကယ်တင်ဖို့အတွက်ဆိုရင်အမ်တန်ခိုးကြီးတဲ့ကောင်းကင်တမန်တပါးကို အဖြစ်ဖြစ်ရာ yes အဖြစ်စတေးလိုက်တာကပို့ပြီးတော့ရှင်းမနေဘူးလားဟုတ်ပို့ပြီးတော့ရိုးရှင်းတဲ့ဖြည့်ရှင်းနည်းတခုလိုထင်ရတာပေါ့နော်ဟုတ်တယ်လေဒါမဲ့ဒီနေ့ကျွန်တော်တို့လေ့လာမယ့်ရင်းမြစ်တရားအဲ့ဒီလိုလို့ဖို့ဆိုတာလုံးဝမဖြစ်နိုင်ဘူးလို့ဆိုပါတယ် အဲ့ဒီလိုမဖြစ်နိုင်ရတဲ့အကြောင်းရင်းလေးချက်ကိုတခုချင်းစီနည်းနည်းနည်းဆွေးနွေးကြည့်ကြရအောင်ဟုတ်ပါတယ်ဒီအကြောင်းအရာကိုနားလည်ဖို့အတွက်လေအခြေခံချက်တခုကို အရင်စိတ်ထဲမှာဆွဲထားဖို့လိုတယ်အဲ့ဒါကတော့ဖန်ဆင်းခံနေအားလုံးလူရောကောင်းကင်နမနေရောပေါ့သူတို့အားလုံးဟာအချိန်နဲ့နေရာဆိုတဲ့ပုံထဲမှာပဲရှိနေကြတာပါအာစာအုပ်ထဲကဇက်ကောင်တွေလိုမျိုးလားဒီအချက်ကနောက်ပိုင်းဆွေးနွေးချက်တွေအကွက်တော့ချက်ဖြစ်လာမှာပါစိတ်ဝင်စားစရာကောင်းတဲ့အစာပြုချက်ပဲ ဒါဆိုပထမအကြောင်းရင်းကိုကြည့်ကြအောင်ရင်းမြစ်တွေကထောက်ပြထားတာကພັນစင်းခန့်တွေဟာဖျားသခင်ရဲ့တိုက်ရိုက်ချစ်ချင်းကိုခံရသူတွေမဟုတ်ဘူးဆိုတဲ့အချက်ပါဒါကနည်းနည်းတော့ထူးဆန်းနေတော့ဖျားကသူ့ພັນစင်းခန့်တွေကိုမချစ်ဘူးလို့ဆိုလိုနေတာလားအဲ့ဒီလိုတိုက်ရိုက်ကြည့်တော့မဟုတ်ပါဘူးဒါကဖျားသခင်ရဲ့၃ပေါက်တစုအယူအဆနဲ့ဆက်ဆက်နေတယ်ရင်းမြစ်တွေရဲ့ချင်းပြချက်အရလေပထမပုဂ္ဂိုလ်ဖြစ်တဲ့ခမီးတော်ဖရာရဲ့အကျွင်းမဲ့ချစ်မေတ္တာဟာ ဒုတိယပုဂ္ဂိုလ်ဖြစ်တဲ့တားတော်ဘုရားအပေါ်မှာပဲတိုက်ရိုက်ရှိတယ်လို့ဆိုလိုတာပါ။ဩခဏလေးနော်ဒီနေရာမှာနည်းနည်းရှင်းအောင်လုပ်အောင်ပထမပုဂ္ဂိုလ်နဲ့ဒုတိယပုဂ္ဂိုလ်ဆိုတာကအဆင့်တန်းခွဲထားတဲ့သဘောမျိုးလား။မဟုတ်ပါဘူးဒါကအဆင့်တန်းခွဲရတာမျိုးမဟုတ်ပဲဆက်နွယ်မှုကိုဖြစ်ပြလာပါ။နေကိုဥမာပေးကြည့်အောင်နေရဲ့အပူနဲ့ဆွာရင်ဆိုတာကခမီးတော်ပါ။အဲ့ဒါနေရောင်ရှိမှန်းကြည်သားတော်အညီနဲ့ကျမတို့စီကိုရောက်လာတာ။ဟွန်းကျွန်တော်က နေရောင်ကြီးကိုခန်းစားရမှာနေရဲ့နှွေးထွေးမှုကိုတိရတာကိုနေကိုတက်ရိုက်တွားထီလို့မရဘူးနဲ့ဟုတ်တယ်အဲ့ဒီသဘောတရားအတိုင်းပဲဖန်ဆင်းကနေပေါ်ထားတဲ့မေတ္တာဟာတားတော်ကတစင်မဲ့ကျမတို့စီရောက်လာတယ်လို့ရှင်းပြခါတာပါဆိုတော့အာရန်ကိုကယ်ဖို့နောက်ထပ်ဖန်ဆင်းကတရားဖြစ်တဲ့ကောင်းကင်နမန်ကိုစတိလိုက်ရင်မဖြစ်တော့မလဲဟွန်းအဲ့ဒါကဖန်ဆင်းခံတယောက်ကိုနောက်ဖန်ဆင်းခံတယောက်နဲ့အစားထိုးလိုက်တယ်လို့ဖြစ်သွားမှာပေါ့ တံပိုးတူဖစီနှစ်ခုကိုလဲလိုက်သလိုမယ်တိတိကျကျပါပဲအဲ့ဒီမှာဖန်ဆင်းရှင်ရဲ့အဆုံးစွန်သောချစ်ချစ်မေတ္တာဆိုတာဘယ်မှာပါတော့မလဲဟုတ်တယ်အဲ့ဒါဟာဖန်ဆင်းရှင်ရဲ့အဆုံးစွန်သောဆွန့်လို့မဟုတ်တော့ဘူးကြီးအမျက်မျက်ဆုံးသောချစ်ချစ်မေတ္တာကိုတတိပြဖို့ဆိုရင် အမျက်မျက်ဆုံးသောစတီးချင်းလိုအပ်တယ်ဆိုတဲ့သဘောတရားပဲဒါကြောင့်ရင်မြစ်တွေကကောက်ချက်ချထားတာကဖန်ဆင်းရှင်ကိုယ်တိုင်က အဲ့ဒီစတိခံ yes ထလာဖို့ပဲလိုတယ်ဆိုတာကိုအတိကျပါပဲဒါဆိုပထမချက်ကရှင်းပြီဒါပေမဲ့နောက်တစ်ချက်ကပို့ပြီးအံ့ဩဖို့ကောင်းတယ်ကောင်းကင်တမန်ဒီဟန် yes ဖြစ်ဖို့အရေးချင်းမပြည့်မီရတဲ့နောက်အကြောင်းရင်းကသူတို့ကိုယ်တိုင်ကအပြစ်ကင်းစင်ခြင်းမရှိသေးလို့တဲ့ဒါတော်တော်ဟာသူတို့အမြဲထင်တာကကောင်းကင်တမန်ဒီဆိုတာပြည့်နေလုံးဝမပတ်သက်တဲ့တန်ဆင်တဲ့တတ်တော်တွေမဟုတ်ဘူးလားအင်း ဒီနေရာမှာအပြစ်ကင်းစင်ခြင်းဆိုတဲ့စကားလုံးထက်ယင်းမြစ်တွေမှာတောင်းထားတဲ့ပြည့်စုံခြင်းဆိုတဲ့စကားလုံးကပိုရေးကြီးပါတယ်။သူတို့ဟာအပြစ်မလုပ်ဖူးဘူးဆိုပေမဲ့သူတို့ရဲ့လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်ကပြည့်စုံခြင်းမရှိသေးဘူးလို့ဆိုလိုတာပါ။ပြည့်စုံခြင်းမရှိသေးဘူးဆိုတော့သူတို့ကစံတက်ကာလထဲမှာရှိနေတဲ့သဘောမျိုးလား။ဟုတ်တယ်လို့ပြောလို့ရတယ်။သူတို့ရဲ့တစ္ဆာဆောင်တီမှုကအပြစ်ဝအစံတက်မခံရတီးဘူးဆိုတဲ့အသိပြလား။အင်းရမြတ်တေရဲ့ရှင်းပြချက်အရာ အဲ့ဒီပြည့်စုံခြင်းဆိုတာဖျားရဲ့ပြည့်ညက်တော်တွေဟာအမှန်တရားဖြစ်တယ်ဆိုတာကိုဟိုလေလက်ဝါးကတိုင်နဲ့ရှင်းပြန်ထမြောက်ခြင်းကတစဉ်အကျွမ်းမဲ့သဘောပေါက်သွားတာကိုဆိုလိုတာပါအဲ့ဒီဖြစ်ပျက်ဒီမတိုင်ခင်အထိခေါင်းကင်တမန်တွေမှာတန်တရားဝင်နိုင်ခြင်းရှိနေသေးတယ်။ဩနားလည်မှုလွဲနိုင်ခြင်းရှိနေသေးတယ်ပေါ့ဟုတ်တယ်ဒါကြောင့်သူတို့ဟာအပိဖြူလုံနိုင်ခြင်းရှိတဲ့မတည်ငင်သောအခြေအနေမှာရှိနေစေလို့တတ်မှတ်တယ်ဆိုတော့ အဖြစ်ဖြစ်ရရဖြစ်ဖို့အတွက်လိုအပ်တဲ့အစွမ်းအထင်လုံးဝကင်းစင်တဲ့အရေးချင်းနဲ့မပြည့်မီဘူးပေါ့။ဩဆူလိုဒါကသူတို့ကိုယ်တိုင်ကအမားလုပ်နိုင်ခြင်းရှိနေတဲ့အတွက်တခြားသူရဲ့အမားကိုဆေးကြောပြင်းနိုင်တဲ့အပြစ်အနာအဆာကင်းတဲ့ရစ်ဖြစ်မလာနိုင်ဘူးဆိုတဲ့သဘောကိုဒါကတကယ်ကိုအရေးကြီးတဲ့အချက်ပဲ။မှန်ပါတယ်။အပြစ်ဖြစ်ဟာရစ်စာအပြစ်ပြုလုပ်နိုင်ခြင်းကစား လုံးဝကင်းစင်နေရမယ်အလောင်းလာရှိနေတာက အပြည့်အဝတန့်စင်ချစ်မဟုတ်ဘူးလို့အတိတ်ပဲတက်ရောက်နေတာကိုကောင်းပြီဒါဆိုရစ်စာဖန်ဆင်းရှင်ကိုယ်တိုင်ဖြစ်ရမယ်ပြီးတော့အကျွမ်းမဲ့ပြည့်စုံသူဖြစ်ရမယ်ဒီအချက်တွေကယုတည်တတ်ပါလေဒါပေမဲ့တတိယအချက်ကတော့နင်းနေစီးပွားရေးဆန်ဆန်တွက်ချက်မှုတစ်ခုလို့ဖြစ်နေတယ်အဲ့ဒါကတော့ချိုးဖောက်ခံရတဲ့ပြည့်ညက်ကြော်ရဲ့တန်ဖိုးနဲ့ပတ်တန်နေတယ်နော်ဟုတ်ဒီချက်ကတော်တော်လေးရှင်းပါတယ်အဖြစ်ဆိုတာပြည့်ညက်တော်ကိုချိုးဖောက်တာပဲလေ အဲ့ဒီအဖြစ်ကိုစေးချောဖို့ပေးဆက်ရတဲ့ရစ်ထည့်တန်ဖိုးကချိုးဖောက်ခံလိုက်ရတဲ့ပြညတ်တော်ရဲ့တန်ဖိုးကိုပြန်ပြီးတတ်မှတ်ပေးတယ်လို့ဆိုတယ်။ဟင်ဥပမာဥပမာအနေနဲ့ကောင်းကင်တမန်တပါးကအဖြစ်ဖြစ်ရရစ်ဖြစ်ခဲ့မယ်ဆိုပါစို့။ဒါဆိုရင်ပြညတ်တော်ရဲ့တန်ဖိုးဟာကောင်းကင်တမန်တပါးရဲ့အတက်နဲ့ပဲညှိမြတော်မှာပေါ့။အဲ့ဒီလိုသာဆိုရင်တော့ပြဿနာရှိပြီ။ပြညတ်တော်ရဲ့တန်ဖိုးကကောင်းကင်တမန်တပါးစာပဲဆိုရင် နောက်တစ်ခါပြင်းညစ်တော်ကိုထတ်ချိုးဖောက်မြင်နောက်ထပ်ကောင်းငင်တမန်တစ်ပါးကိုရှာပြီးအစာထိုးပစ်ဆက်လာအောင်တဲ့ဆိုတဲ့အတွေ့အမျိုးဝင်လာနိုင်တာပေါ့ဟုတ်တယ်ဒါကပြင်းညစ်တော်ကိုပေါ့ပေါ့တန်တန်တဘောထအောင် တွန်းအားပေးတယ်လို့ဖြစ်မသွားဘူးလားအဲ့ဒါအဓိကပြဿနာပဲအဲ့ဒီအတွေ့ကပြင်းညစ်တော်ရဲ့အကျွင်းမဲ့ချစ်တီမှုကိုပျက်စီးစေနိုင်တယ်ဒါကြောင့်ရင်းမြစ်တွေကပါကိုအလေးပေးထားလေဆိုတော့ပြင်းညစ်တော်ရဲ့အကျွင်းမဲ့တန်ဖိုးကိုခိုင်မာစေဖို့အတွက် ပေးဆက်ရတဲ့ရစ်မှာလဲအကျွင်းမဲ့တံပူရှိရမယ်လို့ဆိုတယ်။อืมဆက်ကြဝလာမှာဖျားသခင်တဲ့ဘိုးဘီတံပူရှိတယ်ရာမရှိတဲ့အတွက်အဲ့ဒီ yes ဟာဖျားသခင်ကိုယ်တိုင်ပဲဖြစ်နိုင်တယ်ဆိုပြီးကောက်ချက်ဆွဲထားတာပေါ့။အတိအကျပဲ။ဒီအချက်နဲ့ပတ်သက်ပြီးရေးမြစ်ထဲမှာရေးထားတဲ့စာရကြောင်းကကျွန်တော်ကိုတတော်တဘောကြစေတယ်။ဖျားသခင်ကပြည့်ညတ်တော်ရဲ့တံပူကိုဖျားသခင်ကိုလိုတိုင်ရဲ့တံပူနဲ့ညီမျှအောင်တတ်မှတ်ခဲ့တယ်တဲ့။ဒါမှဖန်ဆင်းခံတယ်ဟာ တယောက်ကိုတယောက်မတရားမပြုခြင်းကြမှာဖြစ်တယ်ဆိုပြီးတော့ပါဟုတ်တယ်ဒါကပညာတော်ကိုအမြင့်ဆုံးဆင်းမှာတိဆောက်ပြီးພັນစင်းခံနေရဲ့တံပိုးကိုပါတခါတည်းကာကွယ်ပေးလိုက်ကြပဲမှန်ပါတယ်ပညာတော်ကိုချိုးဖောက်တာဟာဖခင်ခင်ကိုရော်တိုင်းကိုစော်ကားတာနဲ့ညီမျှတော့တဲ့အတွက်ဘဒုမပေါ့ပေါ့ဆာဆာမချူးလွန်ရဲတော့ဘူးပေါ့ဒီအချက်ဒီအာလုံးကကြိုးချောင်းစီလျော်တဲ့ cosmic law တွေလို့ပဲနော်ဒါပေမဲ့နောက်ဆုံးအချက်ကတော့အဲ့ဒီအမြင့်ပိုင်းကနေမြေပြင်ပေါ်ကိုပြင်ဆင်လာတယ် လူခန္ဓာကိုယ်ရဲ့လက်တွေ့အခြေအနေနဲ့ပတ်သက်နေတယ်။ရင်းမြစ်တွေကဆိုရဲကောင်းကင်တမန်ဒီမှာဇာတိပကတိဤတမချင်းမရှိလို့ yes မချင်းနိုင်ဘူးတဲ့။ဟုတ်ကဲ့။ဒီစကလုံးကပါကိုဆိုလိုတာလေ။ကျင်းချင်းခံရတဲ့ခန္ဓာကိုဆိုတာကတော့ပါလေ။ဒါကအလွန်အရေးကြီးတဲ့ကွာခြားချက်ပါ။ကျင်းချင်းခံရတဲ့ခန္ဓာကိုဆိုတာကလေခန္ဓာကိုယ်ကိုယ်၌ကမကောင်းဘူးလို့ဆိုလိုတာမဟုတ်ပါဘူး။ အပြစ်ကျူးလွန်ပြီးနောက်မှာလူခန္ဓာကိုယ်ကအားနည်းမှုတွေတတ်မှတ်မှုတွေအပြစ်ဖြစ်လို့တဲ့စန္ဒာတွေရဲ့လွမ်းမိုးမှုကိုအလွယ်တကူခံရတဲ့အခြေအနေကိုရောက်သွားတယ်လို့ဆိုလိုတာပါ။အော်ကောင်းကင်တမိုင်းဒီမှာတော့ဒီလိုရုပ်ခန္ဓာနဲ့သူ့ရဲ့အားနည်းချက်တိမရှိဘူးပေါ့။ဟုတ်ပါ။ဒါကိုဥမာပြန်ရင်ကားတစီရဲ့ကြံခိုင်မှုကိုစန့်တတာနေတူတယ်။ချောင်းဝိနေတဲ့ပလန်ကွင်းပေါ်မှာစန့်တတာကသူ့ရဲ့တကယ့်ခန္ဓာရည်ကိုမပြားဘူး။ ကျန်တဲ့ပြီးချွင်းခွက်တွေပြနေတဲ့လမ်းပေါ်မှာမောင်းနေအောင်မြင်မှသာအဲ့ဒီကားဟာတကယ်ကောင်းတယ်လို့သက်သက်ပြနိုင်မှာအရန်ကောင်းတဲ့ဥပမာပါဒီတဘောတရားရကျင်ချင်းခံရတဲ့လူခန္ဓာကိုဆိုတာအဲ့ဒီအခက်ခဲဆုံးလိုင်းချိုင်းကြီးပေါ့အဲ့ဒီအတိုင်းမှာပဲပြညတ်တို့ကိုစောင့်ထိန်မယ်နေဆိုတာကိုအခက်ခဲဆုံးအခြေအနေအောက်မှာသက်သက်ပြနိုင်မှသာပြညတ်တော်ရဲ့ဖြောင့်မတ်မှုနဲ့ဖရာရဲ့ကရုဏာတော်ကအမှန်တကယ်ထင်ရှားမှာပါကောင်းကင်နမန်တပါးကသူ့ရဲ့တာလွန်ရဲ့အခြေအနေနဲ့ပြညတ်တော်ကိုစောင့်ထိန်တာကလွယ်ကူလွန်တဲ့အတွက် အခိုင်လုံဆုံးတက်တည်မဖြစ်နိုင်ဘူးလေလူသားတွေအတွက်ဘာမှတက်တည်ပြရမရောက်ဘူးပေါ့ဟုတ်တယ်ဒါပြင်ရင်းမြစ်တီကနောက်တစ်ချက်ကိုထပ်ပေါင်းဆက်ရှင်းပြထားတယ်ဖန်ဆင်းခန်တွေကဖျားရဲ့မေတ္တာကိုအရင်သိမြင်ခံစားရမှသာဖျားကိုပြန်ချိနိုင်ပြီးပြည့်ညတ်တော်ဒီကိုလိုက်နာခြင်းစေဖြစ်လာမယ်တဲ့အဲ့ဒီမေတ္တာကို အခက်ခဲဆုံးအခြေအနေမှာ အမြင့်မြတ်ဆုံးဆက်သေးခြင်းနဲ့ပြသခဲ့တယ်လို့ဆိုပါတယ်အကြောင်းအရာအားလုံးကအပြန်အလှန်ချိန်ဆက်နေတာပါ ဒီနေ့ဆွေးနွေးခဲ့တာတွေကိုပြန်ပြီးခြုံငုံကြည့်အောင်ကောင်းကင်တမန်တပါးဟာအဖြစ်ဖြစ်ရာ yes မဖြစ်နိုင်တဲ့အဓိကကြောင်းရင်း၄ချက်ကိုတွေ့ရတယ်နော်ဟုတ်ကဲ့ပထမတစ်ခုကဖန်ဆင်ရှင်ရဲ့အဆုံးဆုံးသောမေတ္တာကိုဖန်ဆင်ရှင်ကိုယ်တိုင်ရဲ့စတေးချင်းနဲ့သာတတ်တယ်ပြနိုင်တယ်ဒုတိယအချက်ကကောင်းကင်တမန်တွေရဲ့လွတ်လပ်စွာရွေးချယ်ခွင့်ဟာအဲ့ဒီအချိန်မှာအပြည့်အဝတင်ငင်မှုမရှိသေးဘူးမမတတိယအချက်က ပြည့်ညက်တော်ရဲ့အကျွေးမဲ့တန်ဖိုးကိုဖျားနဲ့တန်တဲ့ရစ်နဲ့သာခိုင်မာစေနိုင်တယ်။နောက်ဆုံးအချက်ကတော့နာခံခြင်းရဲ့အဆုံးဆုံးတတ်တွေကိုအခက်အခဲဆုံးဖြစ်တဲ့လူခန္ဓာကိုယ်နဲ့သာပြသနိုင်တယ်ဆိုတဲ့အချက်တွေပါပဲ။ဒီအချက်တွေအလုံးကိုပေါင်းလိုက်တဲ့အခါမှာရုံမြင့်တွေနှီးုံချုပ်ချက်ကတော်တော်လေးနက်နဲပြီး စိတ်ဝင်စားဖို့ကောင်းပါတယ်။အဲ့ဒါကဖယောသခင်ကလူသားအာဒင်ကိုရွေးနှုတ်ခြင်းအပြင် လူသားရဲ့လွတ်လပ်စွာရွေးချယ်ခွင့်ကိုပြည့်စုံစေုံတွင်မကပဲကောင်းကင်တမန်တွေရဲ့လွတ်လပ်စွာရွေးချယ်ခွင့်ကိုပါတပြိုင်နက်တည်းပြည့်စုံစေခဲ့တယ်လို့ဆိုထားတာပါဟုတ်တယ်အဲ့ချက်ကတကယ်ကိုအန်အောစရာပဲဆိုလိုတာကလူသားတွေရဲ့ကြာရှုံးမှုနဲ့ကေဒင်ချင်းဆက်လန်းကကောင်းကင်ဘုံမှာရှိတဲ့ကောင်းကင်တမန်တွေရဲ့ဖြစ်တည်မှုကိုပါအဆုံးဖြတ်ပေးသွားတဲ့စက်ကြွာလာဆန်းရအဖြစ်အပျက်ကြီးဖြစ်သွားတယ်ဆိုတဲ့သဘောလားအင်းကျွန်တော်ရဲ့ဇလန်းက သူတို့အားလုံးအတွက်ပါစံတမှုတစ်ခုဖြစ်ခဲ့တယ်ဗော။အဲ့ဒီအချက်ကပဲကျမတို့စက်ပြီးစဉ်းစားစရာဖြစ်ခြံထားခဲ့ခြင်းတဲ့အချက်ပါ။ဖန်ဆင်းခံတမျိုးရဲ့ကြာရှုံးမှုနဲ့ကယ်တင်ခြင်းကအခြားဖန်ဆင်းခံတမျိုးရဲ့ဖြစ်တည်မှုနဲ့အနာဂတ်ကိုဘယ်လိုပုံစံနဲ့အဆုံးဖြတ်ပေးနိုင်တယ်လဲ။ဒါဟာစက်ကြဝဠာတစ်ခုလုံးမှာ ရှိရှိသမျှအရာအားလုံးဟာကျမတို့မမြင်နိုင်တဲ့နီလန်းတွေနဲ့တစ်ခုနဲ့တစ်ခုအပြန်အလှန်ချိဆက်နေရဆိုတဲ့အချက်ကိုညွန်ပြနေတာများလားဆိုတာလေးလေးနက်နက်စဉ်းစားစရာဖြစ်တဲ့ဟဲ့ပါတယ်။